ဆိုင်နဲ့၅ခုနှစ်ဂျွန်လ9ရက်စနေနေ့အတွက်9ရက်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဓာဘရင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်ရဲရဲပြောရဲရဲလို့ရဲရဲအောင်မြင်ဆိုတဲ့နေ့ပါပဲအတိုက်ခိုက်တွေအပြိုင်ဆိုင်တွေဂျားကနေအောင်မြင်နေမယ်အလုံးစားဖို့ကိစ္စမျိုးတွေတို့အယောင်းဝယ်ကိစ္စမျိုးတွေတို့နောက်တကရည်ဝဲထားတဲ့ကိစ္စတွေအောင်မြင်ဖို့လို့အတွက်တွေတို့ထူးခြားခြားအခွင့်အရေးကောင်းနေပေါ်ပါလိမ့်မယ် မိမိရဲ့ကံတရားကနေအထောက်ပံ့ပေးဖို့လိုတဲ့ဆိုရင်တော့မိမိနဲ့နှီးစတဲ့ညောင်မင်ကြီးကြီးတခုကိုသွားပြီးအချိုရင်လောင်းရင်းနဲ့လုံပြင်းဖြစ်ချင်တဲ့ကိစ္စလေးဆူတောင်းလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့မှာမိရှုတန်ရှင်ဖွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့စနေနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်ကြပါတယ်မဟာဘုပ္ပိရဏိယအထွန်းဘွားဆိုတဲ့အတိုင်းထွန်းပေါက်အောင်မြင်ကြကြကြမယ်ရင်သွေးရနာများဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရေတရားလမ်းညွှန်ပေးရမယ်ဆိုတော့ဒီနေ့မွေးနေ့ရှင်တွေဟာကံတရားရဲ့အထောက်ပံ့တစ်နှစ်တာလုံးရဖို့လို့အတွက်နန်းကြီးသုတ်ဆွန်းမြတ်စွာဘုရားရှင်ကတူချင်းရဟန်းတန်ခါလောင်းလူချင်းဆွေမျိုးမိသားစုကိုဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးအတွက်ကုသိုလ်ချမ်းသာအများစွာရပါလိမ့်မယ်ဒီနေ့မှာခွန်ရဲသားမီးအလုံးတို့တွေအကျိုးပေးဆုံးမကဏ္ဍ၃ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစီအပြေဖို့အတွက်ဆိုရင်တော့ငရယုံဘုရားမှာကန်းကုန်ညွန်ကုန်ညွန်လူပြီးငွေကြေးကိစ္စများအတွက်ဆူတောင်းလိုက်ပါခင်ဗျာ စိုးတန်နေကုန်းတန်နေလက်ဖက်ဆိုင်နေစားသောက်ဆိုင်နေရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုဒီလိုနည်းမျိုးမှာစားနေငယ်ကျဲပြီးဆူတောင်းလိုက်ခြင်းအပြင်တိတန်သာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့တော့ကလည်းစောက်ခွေတုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတန်သာအယောင်တွတ်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကို တခွားသီးတစ်လုံးမှရေးပြီးညနေပိုင်းရေစည်းမှ မျှော်ပလိုက်ခြင်းအပြင်အမှုကြုံနေတဲ့သူအခက်အခဲတွေပြေပြောက်ဖို့အခွင့်အရေးပေါ်ပါလိမ့်မယ်။ ကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဒီလိုနေ့မှာဓာတ်စာအဖြစ်နဲ့လိမ္မော်သီးအနှဲငယ်စားပြီးဆူတောင်းခြင်းအဖြစ်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါလိမ့်မယ်။အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စမှာတော့ဂျားလူဂျားစကားတွေရှုပ်ထွေးတတ်တာကိူးဆိုင်ပါ။အခြေမေတ္တာရေးအတွက်အထင်မြင်လွဲမှားမှုကြုံတာကိူးဆိုင်လိုက်ပါ။ဒီလိုနေ့မှာအခြေမေတ္တာရေးအိမ်တော်ရေးအဆင်ပြေဖို့အတွက်ဆိုရင်တော့ကော်ဖီတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ။